ပြီးခဲ့တဲ့ရက်ပိုင်းကလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာတရားစီရင်ရေးနဲ့ပတ်သက်ပြီးဝေဖန်တဲ့ဗီဒီယိုဖိုင်တစ်ခုကိုတင်ခဲ့တဲ့အတွက်မန္တလေးတိုင်းဒေသကြီးစင်ကူးမြို့နယ်တရားသူတွေကဆက်သွယ်ဥပဒေပုံမှ66ခါကြီးနဲ့တရားဆွဲဆိုခဲ့တဲ့ဒေသရှင်တသသားကသတင်းစာရှင်းလင်းခဲ့ပါတယ်။ဒေသရှင်တသသားရဲ့ရင်ဆိုင်နေရတဲ့အမှုဖြစ်စဉ်တွေကိုစာနယ်ဇင်းရှင်းလင်းတင်ပြပွဲကိုရေကုန်းမြို့မှာရှိတဲ့ Orchid Hotel မှာမလ22ရက်နေ့မနက်ပိုင်းကပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီရှင်းလင်းပွဲမှာတေးသင်ရှင်မခိုင်ခေါ်တသားသားကမန္တလေးတိုင်းဒေသကြီးစင်ကူမြို့နယ်ကံတောင်ကျေးရွာမှာ2014ခုနှစ်ဖေဖော်ဝါရီလအတွင်းသက်ဆိုင်ရာကခွင့်ပြုထားတဲ့ကုမ္ပဏီတစ်ခုထံကနေရွှေတူးဖော်ရည်လုပ်ငန်းတွေလှုပ်ဆောင်ခဲ့ကြအောင်အဲ့လိုလှုပ်ဆောင်နေစဉ်သက်ဆိုင်ရာကရန်နာခိုင်ရာကနေမန္တလေးတပ်ထူရင်းဌာနကိုတွန်းနေစဉ်မှာနိုင်ငံတော်ပိုင်မြေကိုကျူးကျော်တယ်လို့ဆိုပြီးပုံမှန်30ခါခွေနဲ့အမှုဖွင့်ခံရပြီးရဲတပ်ဖွဲ့နဲ့အမျိုးသား2ဦးအမျိုးသမီး2ဦးတို့ကတေးသင်ရှင်တသားသားရဲ့နေအိမ်အတွင်းမှာရှိတဲ့ရွှေနဲ့ဆိုင်တဲ့ပစ္စည်း စုစုပေါင်းတန်မိုးငွေကျပ်သိန်းပေါင်း၄သိန်းကျော်ခန့်ကိုသိမ်းဆည်းသွားခဲ့တယ်လို့တေးသန့်ရှင်တသားသားရဲ့ပြောကြားချက်အရသိရပါဗျ။အဲ့နောက်2015ခုနှစ်မေလကသူမကိုပြည်ဦးလွင်ခရိုင်တရားရုံးကအမှုနဲ့ပတ်သက်ပြီးအာမခံပေးခဲ့က2015ခုနှစ်ဇွန်လမှာတော့ ူမကနေအတွင်းမှာရှိတဲ့ပစ္စည်းတွေယူသွားသူကိုအရေးယူပေးဖို့တိုင်ကြားခဲ့ရမှာစင်ကိုမျိုးနဲ့တရားရုံးကပြည်မှုဆိုင်ရာပုံမှန်380မြင်းဆောင်ကြစ်912တို့နဲ့တရားဆွဲဆိုခဲ့ပြီးစစ်ဆေးခဲ့ကြောင်း2018ခုနှစ်မလ16ရက်နေ့ကတရားရုံးကနေဆွဆွင်းခင်ရသူတွေကိုဆွဲချက်တင်ဖို့မတင်ကြောင်းအမိန့်ချခဲ့တယ်လို့သိရပါဗယ်အဲ့ဒီအမိန့်ကိုတရားလိုတေးသန့်ရှင်တသားသားကကျေနပ်မှုမရှိတဲ့အတွက်လူမှုကွန်ရက်ပေါ်မှာတရားစီရင်ရေးနဲ့ပတ်သက်ပြီးဝေဖန်တဲ့ဗီဒီယိုဖိုင်ကိုတင်ခဲ့ရာစင်ကိုမျိုးနဲ့တရားသူကြီးကတရားလိုပြုလုပ်ပြီးဆက်သွယ်ရေးဥပဒေ ်ပုံမှ66ဂါဂျီနဲ့အမှုဖွင့်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့လိုအမှုဖွင့်ခံရတာကိုဥပဒေတိုင်းဆက်လက်ရင်ဆိုင်သွားမယ်လို့တေးသန့်ရှင်တသားသားကအခုလိုပြောပါဗျ။ဒီဒုတိယရက်ကတော့ခံရတဲ့ပုံမှအရင်ခံရတဲ့ဒိန်းလုံးလုံးမေးစက်ခဲ့ရတဲ့ခံစားချက်ကို66ဂါဂျီကြီးကိုဖမ်းနေဆိုရတဲ့အမှဥပဒေတိုင်းချစ်ပေါ်တော့အမရဲ့ရှင်းနေတာအကောင်းဆုံးတိုင်ပြီးတော့ရှင်းဆိုင်တော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမလ20ရက်နေ့ကမန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ကလူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့တဲ့မှုကင်းတွေနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာတေးသန့်ရှင်တသားသားကအမှုနဲ့ပတ်သက်ပြီးစင်ကူးမြို့နယ်တရားရုံးကမလ16ရက်နေ့အယုံချိန်မှာဆွဆွဲခံရသူတွေကိုတပ်သေးအထောက်အထားမခိုင်းလုံတဲ့အတွက်အမှုကနေဆွဲချက်မတင်မဲလွှတ်တဲ့အမိန့်ချခဲ့ကြောင်းနဲ့တရားလိုအနေနဲ့ကျေနပ်မှုမရှိပါကအထက်တရားရုံးအစဉ်စဉ်ကိုပြင်ဆင်မှုတက်ရောက်နိုင်ခွင့်ရှိပေမဲ့တေးသန့်ရှင်တသားသားကတရားရုံးနဲ့တရားစီရင်ရေးကိုလူမှုကွန်ရက်စာမျက်နှာ ပေါ်မှာဝေဖန်ခဲ့တဲ့အတွက်စင်ကူမြို့နယ်တရားသူကြီးကတရားလိုပြုလုပ်ပြီးဆက်သွယ်ဥပဒေပုံမှ66ခါကြီးနဲ့အမှုဖွင့်ခဲ့တယ်လို့သတင်းစာရှင်းလင်းပွဲအရသိရပါဗျာ။